ဟောအင်ဗာတာအကြောင်းဒီအင်ဗာတာတွေအကြောင်းပုံမယ်ဆိုတော့ကျွန်တော်ဒီတချို့ကလည်းတချို့ဆရာတွေတင်ပြီးသားတွေလည်းရှိပါတယ်เนาะအများကြီးပဲအဲ့တော့နောက်တစ်ခုကကျွန်တော်ဒီလိမ့်လိုက်လိမ့်လိုက်နဲ့လဲထွက်တော့တဲ့လူတွေအတွက်ပေါ့เนาะအခုတင်ပေးတာကတော့အခု main point ရောမရောက်တာเนาะ main point ရောမရောက်တဲ့အတွက်အဲ့တော့ဒီကောင်တွေအကြောင်းကိုမလိလာခင်เนาะလိလာတော့မယ်ဆိုရင်ပေါ့เนาะအဲ့တော့ဒီထဲမှာပါဝင်နေတဲ့ပစ္စည်းတွေကဘာလဲဆိုတာကိုအရင်သိဖို့လိုတယ်เนาะဒါလိလာမိအဲ့တော့ကိုက ဒီအရင်ကြည့်ကြည့်မယ်နော်ဒီမှာဒါလေးဆိုရင်ဒါကပက်စတာဘူးလေးတွေအဲ့မှာကပက်စတာမှာကျွန်တော်တို့ကဘယ်နှမျိုးရှိတယ်လဲဒါတွေလေ့လာရတော့မယ်ဥပမာကပက်စတာမှာဆိုရင်လည်းဒါ AC ကပက်စတာတွေ DC ကပက်စတာတွေအဲဒါမျိုးတွေလေ့လာမယ်ဥပမာဒီကောင်ဆိုရင်ဒါကဒါ DC ပေါ့နော် DC ကပက်စတာတွေလာထားတယ်သူကငုံတစ်ခုရှိပြီမယ်အပေါင်းတော့ခွဲပေးပြီးတာအဲတချို့ AC ကပက်စတာတွေဒီမှာတွေလာထားတယ်ရှိတယ်အဲဒီမှာလေ AC AC capacitor ရေမှာအပေါင်းလုံးမပါဘူးပြီးတော့အကကျတော့ဒီ ဒီ component နေပေါ့ဒီ component နေရဲ့အကြောင်းကိုကိုကဟိုတင်းတိဆရာတိထားဖို့လဲလို့တယ်နော်ဒီ resistor တွေ capacitor တွေ diode တွေအကုန်လုံးကိုတေးစေးတိထားမှာကိုကဒီ circuit panel ကိုလိုက်တဲ့အချိန်ကြာရင်ပြဿနာမရှိပဲဖြစ်လိမ့်မယ်နော်ဒီ FET တွေ MOSFET တွေအဲ့တော့တို့ရဲ့အကြောင်းကိုအရင်ဆုံးအသေးစိတ်လေ့လာပေါ့နော်အဲ့တော့လောလောဆယ်ကျွန်တော်ပုံတံတန်းလေးပြောပြလိုက်မယ်ဆိုတော့ဒါကတော့ အားလုံးလည်းဒီလိုအဲ့ဒါ quite လို့ဒါက season နေနော်ဒါ season နေဒီမှာလည်း season လေးတွေပါမယ်ဒီမှာလည်း season နေအဲ့တော့ကျွန်တော်တို့ကဒီကောင်ကကျတော့ဒီမှာဒါလေးတွေကကျတော့ die out ပေါ့နော် redefine အဲ့ die out မှာလည်းနောက်ထပ်တစ်မျိုးရှိတယ်ဒီ jar ထဲမှာ တူကဇီနာဒိုင်အုပ်လေးတွေပါတယ်နော်တချို့က Z ဒီလိုရေးထားတယ်ဒိုင်အုပ်လို့လည်းရေးထားတာရှိတယ်အဲတူကဇီနာဒိုင်အုပ်အဲ့တော့ကိုကဒိုင်အုပ်အကြောင်းလေ့လာမယ်ဆိုရင်ဒိုင်အုပ်မျိုးစားတွေလေ့လာမယ်တို့ရဲ့အလုပ်လုပ်ပုံသဘောတရားတွေကိုလေ့လာရမယ်အဲ့ဒါပြီးရင်ဒီကဒီမှာဒီ register လေးတွေနော် register register တွေလည်းပုံစံမျိုးမျိုးရှိတယ်ဒါမျိုးတော့ထားမှ register မဟုတ်ဘူးအဲ့တော့ဒီမှာ register မှာလည်း color code လေးရှိရတူတူရဲ့အုံတန်ဘိုးလေးတွေရှိတယ်။တစ်လုံးနဲ့တစ်လုံးအုံတန်ဘိုးကြီးမတူဘူး။တူတဲ့ကောင်လည်းတူတယ်နော်။ တတိယဒီ color code လေး light မျိုးစားဖတ်တာလည်းရှိတယ်เนาะတချို့ကဒီအုံတံပိုးတိုင်းကျင်းရင်လည်းတကယ်အုံတံပိုးဘယ်လောက်ဆိုတာကိုသိရတယ်အဲဒါမျိုးလေးကြီးကိုကအရင်ဆုံးလေ့လာရမယ်ပေါ့เนาะအဲ့တော့ဒီကိုက electronic component နေရှိပြီးဒီချာလေ့လာเนาะ electronic component တွေကိုဒီဒီချာချာတို့ရဲ့အကြောင်းကိုလေ့လာအချိန်ပေးပြီးလေ့လာပြီးရင်ဒီမှာ mosfet တွေเนาะ fed တွေဒီ FED တွေအကြောင်းကိုလည်းတခြားလေ့လာနော်ဒါနောက်ပါကျကျွန်တော်လိုအပ်ရင်တော့ အရှင်းပြတော့မှာပဲเนาะကျွန်တော်အသေးစိတ်တော့တစ်လုံးချင်းစီတခြားတစ်ခုချင်းစီပေါ့เนาะဒီ component နဲ့အကြောင်းကြီးကိုအသေးစိတ်ကြီးတော့ဟိုတဘောတရားကြီးအကုန်လုံးတော့ live ရှင်းတော့မှာမဟုတ်ဘူးပြီးရင်ဒီ control IC ရဲ့အကြောင်းနေတခြားလေ့လာမယ်အဲ့တော့ဒီ FED အကြောင်းနေလေ့လာပြီဆိုရင်လည်းเนาะ MOSFET အကြောင်းနေလေ့လာပြီဆိုရင်လည်းတို့တို့မှာငုတ်တယ်ဘယ်ငုတ်ပါလဲတို့ကဘယ်လိုလုပ်လုပ်လဲဒီတဘောတရားတွေကိုဟိုကလေ့လာရမယ်